ြံသမျှအောင်မြင်သောတဝီထိုးမပါကုက္ကတာတဲ့။ဒါရှိပညာရှင်ကြီးများကနေပြီးတော့တဝီထိုးမပါကုက္ကတာလို့ဒီလိုရေးသားခဲ့ကြတယ်။ပေချာတာတခုကတော့ဒီတဝီထိုးမပါကုက္ကတာကိုဓမ္မချစ်ခင်သူတော်ရှင်များအားလုံးနှုတ်တတ်ကြကြပြီးသားဖြစ်ပါတယ်။ သို့တော်လည်းပဲဒီတဝေတို့မှာပါကိုကထားပြီဘလောက်အစွမ်းထမြက်တယ်လောက်ကျူးကျေးဇူးကြီးများတယ်ဆိုတာကိုတော့အဋ္ဌာမိကြသူများနေပါသလိုအမြင်မပြတ်ယူပတ်ပွားများကြသူများလည်းပဲနေပါကြပါလေအဲ့တော့အဝေတို့မှာပါကိုကတာဆိုတာဘာလဲဆိုတာကို ူစဉ်ပြုတ်ဖတ်ပြတာတဝေထုမပါကိုကတာပဲဖြစ်ပါဒါကိုဥစဉ်ပြုတ်ဖတ်ပြပါမယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဒုတိယပိဗုဒ္ဓံတရဏံကိစ္ဆာမိဒီဒုတိယပိမှာအချို့อ่ะ ဒုတိယမိဒုတိယမိလို့အဲ့ဒီလိုအတန်တွေဥစဉ်လို့တစ်ခါတစ်ခါကြာမိပါတကယ်တော့ဒုတိယမိမဟုတ်ပါဘူးပြီပါမအောင်မှာပါဆောင်เนาะအဲ့တော့ဒုတိယပိဗုဒ္ဓံပရဏံကိစ္ဆာမိဒုတိယပိဂမ္မံပရဏံကိစ္ဆာမိဒုတိယပိတံခံပရဏံကိစ္ဆာမိတတိယပိဗုဒ္ဓံပရဏံကိစ္ဆာမိ တတယံပိဓမ္မံပရဏံကိစ္ဆာမိတတယံပိသံဃံပရဏံကိစ္ဆာဒါတဝိထုမပါဘုကထာပါတကြောင်ကိုတက္ကတာဖြစ်တယ်ဒါကုကြောင်ဆိုတော့ဘုကထာဖြစ်တာဒါကိုအင်းဝခိစဆုကျော်ရှင်မဟာတိလဝန္တဆရာတော်ကအဝိမပဘုကထာဟု မြတ်စွာဘုဒ္ဓံဓမ္မံတန်ကံတရဏံပိတိကိစ္ဆာမိကိုရွတ်စုနှုတ်ဝဲတရေစေကဂယာနတ္တိဝိမရှိတိဒုက္ခိအေကြည်ညာကုန်ဒီလိုစသည်အဖြစ်ဒီလိုတည်ကုန်ခဲ့ပါတယ်အဝိဓုမပါကုကထားဆိုတာတခြားမဟုတ်ပါဘူးတရဏဂုံသုံးပါပါတရဏဂုံသုံးပါပါတရဏဂုံဆိုတာ ်တရဏဂမနဆိုတဲ့ပါဠိကနေလာတာဖြစ်ပါတရဏဂမနဆိုတာဘုရားတရားတန်ခါဆိုတဲ့ယရဏသုံးပါးသည်ဘေးဒုက္ခမျိုးမျိုးကိုပယ်ဖြောင်းနိုင်တဲ့ရာဝိတုများဖြစ်တယ်လို့ဒီလိုသိခြင်းနဲ့အတူစိတ်ကတ်ချင်းကိုဖြစ်စေတဲ့စိတ်စေတသိက်များကိုဆိုလိုပါတယ်အခုနားလဲလို့အောင်ပြောရင်တော့ဘုရားကိုကိုးကွယ်စည်းကပ်ခြင်း တရားကိုကိုးကွယ်စည်းကပ်ခြင်းတန်ခါကိုကိုးကွယ်စည်းကပ်ခြင်းကိုတရဏကမဏတရဏဂုံလို့ခေါ်ပါတယ်အဝိဓုမပါကိုးကတာဆိုတဲ့ဒီတရဏဂုံဟာကိုစင်းတို့သာသနာတော်မှာဘလောက်တိအရေးပါတယ်လဲဆိုရင်ကြည့်လိုက်ပေါ့ဘုဒ္ဓဘာသာဝင်ဥပတကဒါယကာပေါ့ဥပတိကဒါယိကာမ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့အတွက်ဥပတ္တကတယောက်သို့မဟုတ်ဥပတိကတယောက်ဖြစ်ဖို့အတွက်တရဏဂုံဆောက်တည်ရပါတယ်။နောက်ကြည့်လိုက်ပေါ့ဘုရားလက်ထက်ကစလို့ယနေ့ချိန်ထိတဲ့။ယဟန်ဖြစ်ဖို့အတွက်ရှင်သာမဏေဖြစ်ဖို့အတွက်ဆရာဘုန်းကြီးရောဒါရှင်သာမဏေလောင်းပြီပါ။တရဏဂုံကိုခံကြတိုင်းကြကြပြပြတတ်တာပြုစုကြရပါတယ်။ အဲ့ဒီလိုယူဆပြီးမှရှင်သာမဏေဖြစ်ကြရကိုရင်ဖြစ်ကြရတယ်အဲ့တော့ကိုရင်ကနေမှတဆင့်သာမဏေကနေမှတဆင့်ပြေဝင်ပြီးတော့ကမ္မဝါစာတွေဖတ်လို့အရဟံဖြစ်ကြတယ်အတော်ရှင်တို့ဒီတရဏဂုံဒီသာသနာအတွက်အလွန်အရေးပါအရာရောက်တယ်ဆိုတာကိုဒါတလောက်ဆိုလို့ရှိရင်သိနိုင်ပါ နောက်တစ်ခါတရဏဂုံရဲ့အစွမ်းဒီတဝေတို့မပါဘုဂထာတိတရဏဂုံသုံးပါပါအဲ့ဒီတရဏဂုံရဲ့အစွမ်းတရဏဂုံသုံးပါရဲ့အစွမ်းနဲ့ပတ်သက်ပြီးတော့ဖြည့်ရဲ့မှန်၍များစွာရှိပါအဲ့ဒီများစွာရှိတဲ့အထက်ကမှဒါဥစဉ်ဓမ္မစရိယဥပေနဲ့ရေးသားတဲ့ဒါတရဏဂုံနဲ့ပတ်သက်တဲ့ဖြည့်ရဲ့မှန်လေးကဇလန်လေးတစ်ခုပေါ့ဖြည့်ရဲ့မှန်လေးတစ်ခုကို ထောက်စင်းအတူချုပ်ပြီးတော့ပြောပြပေးပါမယ်1940နှစ်ခုလောက်ကတဲ့လွတ်လပ်ရေးရပြီးကစားကာလကဦးစင်းတို့ရန်ကုန်မြို့ရန်ကင်းမြို့နယ်မှာပညာဝတ္တီရိတ်တာဆရာတော်ဆိုတာရှိခဲ့တယ်အဲ့ဒီပညာဝဒိယတာဆရာတော်အားတဲ့ရွှေတကုံအင်္ဂါတောက်ဇယက်မှာသူဟာဝါကတ်အပညာဝဒိယတာဆရာတော်ကြီးမဖြစ်ခင်ကဘု အဲ့ဒီမှာဝါစုဝါကက်ပြီးတော့ရွှေတကုံအင်္ဂါတောက်ဇရက်မှာဝါကက်ပြီးတော့အဝါစုဝါကောင်တော်တလင်းတော်တလင်းလရဲ့ညတညမှာဘုရားရင်ပြန်မှာသူဟာတရားအားထုတ်ပါတယ်အဲ့တော့တရားအားထုတ်နေစဉ်မှာပဲညပဲဒီမှာဆရာတော်ကြီးတပါးကိုသူဖူးလိုက်ရတယ်အဲ့ဒီဆရာတော်ကြီးကအဲ့ဒီပညာဝတိတဆရာတော်ကိုပြောသွားတယ်ဘာပြောသွားလဲဆိုတော့ဆရာတော်ကြီးက မောင်မစင်းနဲ့လက်ပြမနှက်အာယုံတက်လို့ရှိရင်တရဏဂုံ၃ပါးကိုရွတ်ဖက်ွားများပြီးတော့မင်းလူတဲ့စုတောင်းလို့ဒီလိုပြောသွားတယ်။ဆရာတော်ကြီးကတရဏဂုံ၃ပါးကိုရွတ်ပွားပြီးတော့အာယုံတက်လို့ရှိရင်လူတဲ့စုကိုမင်းတောင်းပါလို့ပြောသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီပညာဝတိကိတ္တဆရာတော်ကြီးဖြစ်လာမယ်။ ရာတော်ကအဲ့ဒီအာယုံတက်တဲ့မနက်မှာအတဏ္ဍကုံရွတ်ပတ်ပွားများတယ်ပေါ့နောက်သူဖြစ်ချင်းနဲ့စုကိုတောင်းတယ်သူဖြစ်ချင်းနဲ့ကြံစီသူဖြစ်ချင်းနဲ့စုတောင်းပြီးတော့ဒိဋ္ဌံတနေ့ကြတော့တဲ့အဲ့ဒီယင်ပြင်ကနေပြီးတော့ဆုံးကထွက်ဖို့ဆိုပြီးတော့ထွက်လာအာသာကြလူမျိုးကြဖြစ်တဲ့ ကလားတယောက်ကသူ့ကိုလာပြီးတော့ရှစ်ခုတိုက်အဲဒီကနေစလို့ပဲဓကမတယောက်ကလည်းပဲအဲ့ဒါကိုမြင်ပြီးတော့အဲ့ဒါကိုတွေ့မြင်ပြီးတော့ဘာသာကြားလူမျိုးကြားဖြစ်တဲ့ဒီကလားတယောက်ကနေပြီးတော့ဆရာတော်ကိုဥတိုက်တာကိုမြင်ပြီးတော့ရှစ်ခုတာကိုမြင်ပြီးတော့အဲ့ဒီဓကမကလည်းပဲဆရာတော်ကိုတွေ့မြင်ပြီးတော့ ီညူတဲ့စိတ်တွေဖြည့်ပြီးတော့အဆရာတော့ကျောင်းဆောင်နေဖို့အတွက်ညီဝဲလူတဲ့တူအောင်ပြောရင်တော့နောက်ပိုင်းကျောင်းလူတဲ့သူတွေပေါ်လာတယ်အခုစင်းတို့အတူချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်ဗညာဝတိရိတာဆရာတော်ဟာတရဏဂုံသုံးပါးကိုအမြဲရွတ်ဖတ်ဝါများတဲ့အတွေ့အကြုံမျိုးတို့ဟုတ်လားဤတာကြီးဖြစ်သွားတယ်တဲ့